ရေးဘက်ကအခြေအနေတွေဘလို့ဖြစ်လာလဲလက်နက်ကင်ဒေါ်လာရေးတွေကဘလို့ဖြစ်လာလဲဥပမာ AA ဆိုလို့ရှိရင်ရခိုင်တပ်တော်ဆိုလို့ရှိရင်ရခိုင်တပြည်နယ်လုံးကိုသူတို့သိမ်းလို့ရတယ်ပြောတယ်ဆိုပေမဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်တက္ကညာဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ် ဒီ live ကိုစဖွင့်တဲ့အချိန်နေမှာကျွန်တော်တို့တော်လန်ရေးကဘလို့အရွေတွေသွားနေလဲကျွန်တော်တို့တော်လန်ရေးမှာသူတို့ဆင်ထားတဲ့ဂွင်တွေကိုကျွန်တော်တို့ကအတင်းကိုခုံချနေလားကိုဝေဖြုတ်သက်ရတတိယရယ်ကျွန်တော်တို့ကသူတို့ဆင်ထားတဲ့ဂွင်တွေကိုအတင်းကိုဝင်းနေသလား ြောစရာတွေမေးစရာတွေဖြစ်လာပြီပြောစရာတွေမေးစရာတွေဖြစ်လာပြီဆိုတဲ့ကိစ္စကတိအချက်ကဆရာနာရှင်တွေအကုန်လုံးအဓိကထားတဲ့မြို့က၃မြို့ပဲရှိတယ်ဆရာနာရှင်တွေအဓိကထားတဲ့မြို့၃မြို့လို့ပြောလို့ရှိရင်နေပြည်တော်ရဲ့မန္တလေးရဲ့ရန်ကုန်ပဲတခြားခမားတို့ပြောနေတဲ့တောင်ကြီးတို့မြစ်ကြီးနားတို့ပသိမ်တို့မော်လမြိုင်တို့ဆိုတာ ်ဆရာနာရှင်ခေါင်းတွေထဲမှာရှိတဲ့မြို့တွေမဟုတ်ဘူးမြို့ကြီး၃မြို့မှာ သူတို့ကအဓိကထားတယ်မန္တလေးနေပြည်တော်ရန်ကုန်အဓိကပြောမယ်ဆိုလို့ရှိရင်တော့ရန်ကုန်နဲ့နေပြည်တော်ပဲဒီတော့ကျွန်တော်တို့စကားပြောကြည့်ကြရအောင်ပြောကြည့်မယ်ဆိုလို့ရှိရင်အခုနေပြည်တော်ငလျင်မလောက်ခင်အချိန်အထိကသူတို့တွေစိတ်ဝင်စားတာနေပြည်တော်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 ကို လုံယုံရေးအထက်ထပ်ထားတယ် နေပြည်တော်ကိုနှီးမျိုးစုံနဲ့ကာကွယ်တယ်။သို့တော့နေပြည်တော်ကအခုငလျင်ပြီးတဲ့အခါမှာအပြည့်အစည်းတွေနဲ့ရွှေတာပြောင်းတာတွေဖြစ်လာတယ်။ရန်ကုန်ကိုစစ်တပ်ကအရာရှိတွေပြောင်းလာတယ်။စစ်တပ်ကအရာရှိကြီးတွေပြောင်းလာတယ်။အစိုးရဝင်ကြီးဌာနတွေပြောင်းလာတယ်။ဒါတွေကလျှို့ဝှက်ချက်တခုမှမဟုတ်ဘူး။ရန်ကုန်ကိုအစိုးရဝန်ထမ်းတွေပြောင်းလာတယ် အစိုးရအရာရှိကြီးတွေပြောင်းလာတယ်လျှို့ဝှက်ချက်တစ်ခုမှမဟုတ်ဘူးရန်ကုန်မှာအခုမီးမှန်တာမီးလာတာမလာတာတွေကအစအခြေအနေနည်းနည်းပြောင်းသွားတယ်တနါယီပိုရတယ်နှစ်နာရီပိုရတယ်ရန်ကုန်မှာဟို LGN တင်မော်ကြီးတွေပြန်လာပြီးတော့လျှက်စစ်ပေးတော့မယ်တို့ဘာလို့ဆိုပြီးတော့ကောလာဟာလာတွေထွက်လာတယ်ဒါထဒီအတိုင်းပဲရန်ကုန်အနီးပတ်ဝန်းကျင်ဒေသမှာလည်းကျွန်တော်တို့တော်လန်ရေးအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေကတဖြည်းဖြည်းနဲ့အားနည်းသွားတယ်ပဲခူးမှာကတ်နေတဲ့ရန်ကုန်ကိုသိမ်းတော့မယ် ဒါ UNG ကပြောထားတဲ့စကားကိုပြောတာနော် UNG ပြောတဲ့စကားကိုကျွန်တော်ပြောတာရန်ကုန်ပဲခူးနားမှာကတ်နေပြီရန်ကုန်ဝင်သိမ်းတော့မယ်မနှက်ဖန်ကြလို့ရှိရင်ဖြစ်တော့မယ်ဆိုပြီးတော့ဒါပြောထားတာပြီးတော့ကျွန်တော်ကအခုခမားတို့ကိုတေးသေးချာချာခမားတို့ပြည်သူလူထုကိုယ်တိုင်စဉ်းစားဖို့ကိစ္စပဲကျွန်တော်ပြောမှာကျွန်တော်တို့တော်လှန်ရေးဘက်ကအခြေအနေတွေဘယ်လိုဖြစ်လာလဲလက်နက်ကင်တော်လှန်ရေးတွေကဘယ်လိုဖြစ်လာလဲ ဥပမာအေအေဆိုလို့ရှိရင်ရခိုင်တက်တော်ဆိုလို့ရှိရင်ရခိုင်တပြည်နယ်လုံးကိုသူတို့သိမ်းလို့ရတယ်ပြောရဲဆိုပေမဲ့စစ်တွေကိုသူတို့မသိမ်းမဲနဲ့ခဏထားတယ်ဘာဖြစ်လို့လဲဆိုတော့အခြေအနေအရအဲ့ဒီမှာရှိနေတဲ့စစ်ပြေးစစ်ရှောင်စစ်ဒုက္ခရောက်နေတဲ့လူတွေနိုင်ငံတကာကိစ္စတွေတရုတ်ကဲအရေးခင်းနေဒီလိုမျိုးကိုကြည့်ပြီးတော့ရခိုင်ကလည်းကိုလုံနိုင်တောင်မှလုံလုံတဲ့လားမလုံတဲ့လားကိုစဉ်းစားစစ်ငြိမ်နေရတဲ့ဒီအခြေအနေမျိုး ဥပမာကချင်ဆိုလို့ရှိရင်လဲဗမောဥဒါသိမ့်မယ်ပြောတာ哦ဗမောဥဒါသိမ့်မှုလုပ်နေတာ哦မြကြီးနားကိုသိမ့်မှုပြုဖို့ချိန်ကြလို့ရှိရင်သူတို့မှာချိန်ရတာပြုရတာအများကြီးရှိသေးတယ်ဒီတော့ကျွန်တော်ဆရာကြီးလုံမှာမင်းကဆရာကြီးလာလာမမေးနဲ့ဆရာကြီးကိုလုံမှာတချို့လူတွေကမေးကြတယ်ကိုဝင်ဖြိုးတတ်တို့ပါလို့ဆိုသိကြတယ်မိတ်ဆွေမရေးဆွေရင်းနေဖြစ်နေလို့ဟဲ့အောင်မင်းကဆရာကြီးလုံမှာလား ဆရာကြီးလုံမှာမဟုတ်ဘူးဆရာကြီးကိုဖြစ်နေတာဆရာကြီးကိုလုံမှာအခုဘာဖြစ်လို့ပြောနေလဲဆိုတော့တစ်ချက်ရန်ကုန်မှာလုံကြုံရေးတွေဘလောက်ပို့ပြီးတော့ချထားသလဲရန်ကုန်မှာ သူတို့ဘာတွေပြင်ဆင်နေလဲအဲ့ဓာတွေဖျောက်ဖို့အတွက် နေရာတကာမှာလေရင်နဲ့ဘုံလိုက်ကျဲနေတယ်မနေ့တနေ့ရဆိုတနေ့ရဆိုလို့ရှိရင်တနေ့ရတနေ့ရဆိုလို့ရှိလို့ရှိရင်ဥပမာဒီဘဲရင်းမှာကလေးတွေကြောက်ဘုံကျဲတယ် တခြားနေရာတွေမှာတိုက်ပွဲဖြစ်နေတယ်။ငြိမ်းချမ်းရေးဖော်ဆောင်နေလုပ်နေတယ်။နိုင်ငံတကာမှာပူတင်နဲ့တွေ့တယ်ပြောတယ်၊ရှီကျင်းပင်နဲ့တွေ့တယ်ပြောတယ်။ဒီလိုမျိုးပေါ့စစ်တပ်ကသူကစားနေတယ်။သူကစားနေတဲ့အချိန်မှာရန်ကုန်မြို့ကြီးကိုဖျောက်ဖျောက်ထားတယ်။ရန်ကုန်မြို့ကြီးအကြောင်းကိုဖျောက်ထားတယ်။ရန်ကုန်မြို့ကြီးမှာဘာတွေဖြစ်နေလဲဆိုတဲ့ဟာတွေအကုန်လုံးဖျောက်ထားတယ်။အဲ့ဒီလိုဖျောက်ထားတဲ့အချိန်မှာသူကရန်ကုန်မြို့ကြီးကိုတိဆောက်နေတယ်။ဥပမာ passport သွားလုံမယ် အန်တီစနိုးရဲ့အဘွားတတိယခမရတို့မျက်လုံးကအစစကင်ဖတ်ထားတယ်တရုတ်ရဲ့လုံခြုံရေးနီးပညာတွေရန်ကုန်မြို့ထဲမှာဘလောက်ထည့်ထားသလဲရန်ကုန်မြို့ထဲမှာအကြရင်တောင်မှသူတို့သိနိုင်လောက်တဲ့အနေအထားမျိုးဖြစ်အောင်တရုတ်ရဲ့နီးပညာတွေအသုံးချပြီးတော့ CCTV တို့ခမရတို့ပြောတဲ့ CCTV တို့ CCTV ကင်မရာတို့အကုန်လုံးနေရန်ကုန်မြို့ထဲမှာဖြစ်နေတယ်ဒီအချိန်မှာကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေကတည်တည်ချာချာတီးဖို့လို့ ငါတို့ရန်ကုန်မြို့ကြီးကိုမရလို့ရှိရင်ဘလို့အခြေအနေဖြစ်မလဲငါတို့လမ်းများအလုံးနေပြည်တော်သို့ဆိုတာဘာဖြစ်လို့လမ်းများအလုံးနေပြည်တော်သို့လို့ပြောတာလဲနေပြည်တော်ဟာအစိုးရယုံထိုင်ထားတဲ့နေရာဖြစ်လို့လမ်းများအလုံးနေပြည်တော်သို့အခုနေပြည်တော်မှာအစိုးရအလုံးယုံမထိုင်တော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ကလမ်းကြောင်းတွေပြောင်းပြီးတော့လမ်းများအလုံးနေပြည်တော်သို့လမ်းများအလုံးရန်ကုန်သို့လုလို့မရတော့ ရန်သူရဲ့အရှုအပြောင်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘက်ကဘာတွေအပြောင်းလဲလုပ်မှာလဲတော်လှန်ရေးတကယ်နိုင်ခြင်း ပြောတာနော်တော်လှန်ရေးတကယ်နိုင်ခြင်းပြောတာဂေဒီမောင်ရဲ့အစ္စလာမ်ဘဝလေးကတော်လှန်ရေးကိုတကယ်နိုင်ခြင်းနဲ့စိတ်ရှိတယ်တကယ်တော်လှန်ခြင်းနဲ့စိတ်ရှိတယ်ဟေးဆိုလို့ရှိလို့ရှိရန်သူအပြောင်းလဲရှိသလိုကိုယ့်ဘက်ကလည်းအပြောင်းလဲရှိဖို့လို့ ရန်သူကအခြေအနေပေါ်မှာမူတည်ပြီးကစားသလိုကိုရီကလည်းအခြေအနေပေါ်မှာမူတည်ပြီးကစားဖို့လိုတင့်ချက်တိုင်းရင်းသားနယ်မြေဒေသတွေမှာတိုင်းရင်းသားတွေသူဟာနဲ့သူယက်တီနိုင်တယ်သူဟာနဲ့သူတိုက်ခိုက်နိုင်တယ်သူဟာနဲ့သူသိမ်းစည်းနိုင်တယ်ခင်ဗျားတို့အဲ့ဒါဘယ်သူမှညင်းလို့မရဘူးအခုတမကြည့်နေတဲ့သူတွေပဲဖြစ်ဖြစ် နော်ကျွန်တော်ပြောပြီးတဲ့ဟာကိုနားထောင်မဲ့သူတွေပဲဖြစ်ဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေကသူ့ဖာသာသူနော်ထိမ့်ချုံနိုင်တယ်သိမ့်နိုင်တယ်လုံနိုင်တယ်တိုက်နိုင်တယ်အကုန်လုံးဖြစ်နေတယ်တိုင်းရင်းသားဒေသမဟုတ်တဲ့နေရာတွေမှာပုံပွင့်လေးလေးပြောလို့ရှိရင်အရေးကြီးတဲ့နေရာပေါ့ရန်ကုန်ဆိုရင်ဒါအရန်အရေးကြီးတယ်အခုအစိုးရရုံပြောင်းရုံခွဲပြီးတော့ရုံဆိုင်တယ်ဆိုတဲ့နေရာမျိုးအရင်တုန်းကဆိုရန်ကုန်မှာဝင်ပြီးတော့တတတတတနဲ့ပြစ်သွားတယ်အာအရင်တုန်းကဆိုရန်ကုန်မှာတတတတနဲ့ဝင်ပြီးတော့ချသွားတယ် အရင်တော့ဆိုဒလန်ပစ်သွားတယ်အရင်တော့ဆိုဘုံခွဲသွားတယ်အခုချိန်မှာရန်ကုန်မှာအတန်တော့မကြားနိုင်တော့ဘူးရန်ကုန်မှာဒီလိုမျိုးတွေမဖြစ်တော့တဲ့ကိစ္စ6လမကတော့ခင်ဗျားတို့6လမကတဲ့အချိန်မှာရန်သူဟာဘလောက်ပြင်ဆင်ထားပြီးသွားပြီလဲရန်ကုန်မြို့ကြီးရဲ့လုံခြုံရေးရန်ကုန်မြို့ကြီးမှာသူတို့အင်အားရန်ကုန်မြို့ကြီးမှာသူတို့ရဲ့နှီးပညာရန်ကုန်မြို့ကြီးမှာသူတို့ရဲ့အခြေအနေ ဒါတွေကြတော့တိုင်းရင်းသားတွေနဲ့တောင်မှတိတ်ပြီးတော့မဆိုင်တော့ဘူးလို့ပြောလို့ရတဲ့အနေအထားအန်တီစနိုးရေရန်ကုန်မြို့ကြီးမှာလည်းကြည်ကြက်နေပေါ့ဒါတိုင်းရင်းသားတွေနဲ့တိတ်မဆိုင်တော့ဘူးကချင်သူကချင်ပြည်နယ်မှာသူချနေပြီရခိုင်သူရခိုင်ဒေသမှာသူချနေပြီမွန်နေသူကနဲ့သူအစဉ်ပြေအောင်နေနေတယ်ရှမ်းနေချချမချချသူ့လူမျိုးနဲ့သူကသူအေးအေးဆေးဆေးဖြစ်နေတယ်ချင်းနေသူကသူချနေတယ် အခုပြောတာကခမရတို့လေရင်ပြည့်အမြောက်ဝယ်ထားတာတွေကွန်မန်ဒိုတပ်ဖွဲ့တွေရှိနေတာတွေဟိုအင်ကာဂျိုသွားมาတွေအဲ့ကိစ္စတွေပြောနေတာမဟုတ်ဘူး။ NUG အနေနဲ့ကစကိုင်းနဲ့မကွေးတိချက်စကိုင်းနဲ့မကွေးကိုခမရတို့ထိန်းနိုင်ရဆိုရင်လေမြို့ကြီးတွေမပါဘူး။ရွာနီးချုပ်ဆက်တွေပဲ။ဒီတော့တော်လန်ရဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အရင်တုန်းကအခြေအနေမျိုးဖြစ်လာပြီ။မြို့ကြီးတွေကအေးအေးဆေးဆေးပဲ။နေတွေမှာပဲဖြစ်နေတယ် မျိုးကြီးတွေကအေးအေးဆေးဆေးပဲနေတယ်မှာပဲဖြစ်နေတယ်ဆိုတဲ့အခါခမရတို့ရဲ့တော်လန်ရဲ့အခြေအနေဟာဘလို့အခြေအနေလဲဆိုတာကို့ဖါသားကိုပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်လေ့လာဖို့လိုတယ်တခါတခါကြာရင် ပြောကြတာပေါ့ဗျာအသေးပြောက်တွေများလာတယ်ပြည်သူတွေသေးတယ်စစ်ပွဲတစ်ပွဲဖြစ်လာလို့ရှိရင်စစ်ပွဲလိုပဲစဉ်းစားစစ်ပွဲဖြစ်ရင်စစ်ပွဲလိုပဲစဉ်းစားစစ်ပွဲတိုင်းမှာအရင်ဆုံးသေးတာပြည်သူတွေပဲ စစ်ပွဲတိုင်းမှာအရင်ဆုံးခံရတာပြည်သူတွေပဲစစ်ပွဲတိုင်းမှာအရင်ဆုံးခံရတာလက်နက်မရှိတဲ့သူတွေပဲဒီတော့ပြည်သူတွေဒုက္ခရောက်လို့ပြည်သူတွေအခက်အခဲဖြစ်လို့ပြည်သူတွေဒီဆရာနာရှင်ကို မရှိမှနော်ဒီပြည်သူတွေရဲ့ဘဝတွေကိုမြင့်တင်နိုင်မယ်တိုက်ပေးနိုင်မယ်လို့ပြောတဲ့သူတွေဟာပြည်သူတွေသေတာကိုပဲလက်ညှိုးထိုးပြီးတော့ပြည်သူတွေသေတာကိုပဲလက်ညှိုးထိုးပြီးတော့ ကိုလုတ်ရမယ့်အလုတ်ကိုမလုတ်ဘူးဆိုလို့ရှိရှေ့ကိုဘလို့ဆက်သွားမလဲရှေ့ကိုဘလို့ဆက်သွားမလဲတော်လန်ရဲ့တရမှာလက်ညိုးထိုးပြီးတော့အပြစ်ပြောနေတဲ့ကိစ္စတွေမဟုတ်ဘူးအခြေအနေကို ပြောနေတာလောကကန်ရတာအကုန်လုံးကအခက်ခဲရှိတယ်ဥပမာ ABSDF လို့အဖွဲ့မျိုး ABSDF ကအခုချိန်ထိနေမြေရှိတာမဟုတ်ဘူးတိုင်းရင်းသားတွေနဲ့ပေါင်းပြီးတော့တိုက်နေရတာ ABS ရဖက်တက်တန်းနှစ်ပေါင်း35နှစ်ကျော်သွားပြီ ABS ရမှာနည်းမြေတွေမရှိဘူး ABS ရထဲမှာနည်းမြေလိုချင်လို့ဆိုပြီးတော့စစ်တပ်နဲ့ဆွေးနွေးတဲ့ကိုခင်ကျော်တို့လိုအဖွဲ့မျိုးတွေနော်ဟိုကရင်ကနေပြီးတော့ရွှေတွင်းပေးတယ်လို့ရွှေတူးခွင့်ပေးတယ်လို့ဆိုပြီးတော့အခွင့်ရေးရအောင်လုပ်တယ်နောက်ဆုံးကျကိုခင်ကျော်တို့အဖွဲ့တွေအခုစစ်တပ်ကဖမ်းတဲ့အထဲမှာပါသွားပြီတိုင်းရင်းသားဒေသတွေမှာဗမာတွေအနေနဲ့နည်းမြေရဖို့ဆိုတာသိပြီးတော့မစင်စားနဲ့ခင်ဗျားတို့ PDF တွေရော နော်ဟို BPL လေးတွေရောရှိသမျှအဖွဲ့အစည်းတွေပေါ့ကွန်မြူနတီတွေရောခင်ဗျားတို့သိပ်ပြီးတော့မစင်စားနဲ့တိုင်းရင်းသားဒေသတွေမှာနေမြေရဖို့ဆိုတာတိုင်းရင်းသားတွေကပေးရင်တော့မှခင်ဗျားတို့ကိုယ်တိုင်တီးဖို့ကသူတို့ပေးရင်တော့ငါတို့ယူလို့မရဘူးဆိုတဲ့အနေအထားကိုစဉ်းစားဖို့လို ABSTF ကရဲဘော်တွေဒီကိစ္စကိုတည်တည်ချာချာသိတယ်။တိုင်းရင်းသားတွေကနယ်မြေပေးရင်တော့ငါတို့ကနယ်မြေယူလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဒေသကငါတို့ဒေသလည်းမဟုတ်ဘူး။ ီနိုင်ပြည်ကငါတို့နိုင်ပြည်လည်းမဟုတ်ဘူးဒီပြည်သူလူထုကငါတို့နဲ့ဆိုင်နေဆိုပေမဲ့ငါတို့ရဲ့ပြည်သူလူထုလည်းမဟုတ်ဘူး PDF တွေ GZ တွေအကုန်လုံးကဆင်းလာကြတယ်ဆိုတာမြို့ကြီးတွေကနေဆင်းလာကြအခု PDF အများစုဆိုတာမြို့ကြီးတွေမှာနေနေကြတာဒီတော့ပြည်သနာအကုန်လုံးကရန်သူရဲ့ပြင်ဆင်မှုကိုခမားတို့ရှော့ပြီးတော့တွတ်နေတာလား ်ရန်သူကရန်သူအလုပ်လုပ်တယ်ခမားတို့ဒီမိုကရေစီတောင်းတယ်ဟေးဆိုလို့ရှိရင်ခမားတို့ကိုယ်တိုင်သိဖို့လိုတယ်ငါတို့ဒီမိုကရေစီတောင်းပြီဟေးဆိုလို့ရှိရင်စစ်တပ်ကကျူးလွန်ထားတဲ့ရာဇဝဲမှုတွေအကုန်လုံးကိုတရားမျှတမှုအရာငါတို့အကုန်ပြန်ပြီးတော့ဖော်ပေးရမယ်ခမားတို့ဥပမာတစ်ခုရှင်းရှင်းလင်းလင်းပြောပြမယ်ဒေါ်အောင်ဆန်းစုကြည်ဘာပဲပြောပြောနိုင်ငံတော်အတိုင်ပင်ခံပုံကိုဆိုပြီးတော့ပုံနှစ်၄နှစ်လောက်ဖြစ်ခဲ့ဘူးခင်ဗျားတို့ဒေါအောင်ဆန်းစုကြည်ကိုလက်ဗရောင်းတောင်ကပြည်သူတွေက ကျင့်တတ်နေတယ်ထင်နေလို့လားလက်ဗရောင်းပြည်ပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုကသဘောကျနေတယ်ထင်လို့လားခမည်းတော်ရန်ကုန်မန္တလေးပသိမ်ရှိသမျှတကပါလုံးကိုတကပါလုံးကဗမာတွေတကပါလုံးကဟိုဗမာပြည်ထဲကရှိတဲ့ပြည်သူတွေဒေါအောင်ဆန်းစုကြည်ဘက်ကပါပြီးတော့လက်ဗရောင်းတော်ပြည်သူတွေကိုနင်းချေနှိမ်ဖြက်ပြီးတော့နင်းတို့ကနှောက်ယှက်နေတာလားပြောလို့လက်ဗရောင်းတော်ပြည်သူတွေကငိမ့်နေရတာ ဒေါခင်ဝင်းသေးတဲ့ကိစ္စကိုလည်းလက်ပရောင်းတော်ပြည်သူတွေခွင့်မလွတ်နိုင်ဘူး။နောက်ဆုံးကုတ်ကုတ်ပြောရင်ဒေါခင်ဝင်းသနတ်ထိပ်ပြီးသေသွားတာအကုန်လုံးကခွင့်လွတ်နိုင်တယ်ဆိုတော့မှသူ့မိသားစုကခွင့်မလွတ်နိုင်ဘူး။သူ့မိသားစုကမမေ့နိုင်ဘူး။သူ့မိသားစုကတရားမျှတမှုကိုလိုချင်တယ်။လက်ပရောင်းတော်မှာရှိနေတဲ့မနတ်တို့နော်တွတ်တွတ်ဝင်းတို့ဆိုတဲ့အမျိုးသမီးတွေကဒေါအောင်ဆန်းစုကြည်ကိုလက်ညှိုးငေါငေါထိုးပြီးတော့ ကျမတို့လေတွေမြေတွေအသိခံထားရတာတရားမျှတမှုဒီမိုကရေစီခင်ဗျားတို့တောင်းပြီးဟေးဆိုလို့ရှိလို့ရှိရင်တရားမျှတမှုဆိုတဲ့နောက်ဆက်တွဲကိစ္စကိုရှင်းပေးရမှာဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတယ်ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပါတယ်ဆိုတဲ့ကိုကျော်သူကြီးကဥကျော်သူကြီးကနာရေးကူညီမှုအသေးဥကျော်သူကြီးကစိုက်ပုတ်ကန်ပြီးကင်ပြီးတော့ကျွန်တော်တို့မြေတွေတင်ထားတဲ့ဟာကိုပြန်ရအောင်ကူညီပေးပါဆိုပြီးဒေါ်အောင်ဆန်းစုကြည်အစိုးရကိုတောင်းခဲ့ဘူး သိတဲ့အတိုင်းပဲနီဘောတစုနဲ့ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေကငါတို့အစိုးရကိုကြော်သူအနေပြီးတော့ဒါဒုက္ခပေးတာပဲစစ်တပ်ကသိနေတဲ့ကိစ္စကိုကြတော့ကြော်သူကမလုပ်ရဲဘူးငါတို့အစိုးရလက်ထက်ကြတော့မှကြော်သူကတောင်းနေဆိုပြီးတော့ဟုတ်တယ်လေစစ်တပ်ကမတရားသိမ်းထားတာစစ်တပ်ကတတ်မှာဖြတ်မှာစစ်တပ်ကသိမ်းထားတာစစ်တပ်ကတတ်တာဖြတ်တာကိုမကြိုက်လို့သူတို့ကဒေါအောင်ဆန်းစုကြည်အစိုးရကို မဲပေးတာလေဒေါအောင်ဆန်းစုကြည်အစိုးရတက်ပြီဟဲ့ဆိုရင်သူတို့ဆုံးရှုံးနစ်နာထားတဲ့ကိစ္စကိုသူတို့ပြန်ပြီးတော့လိုချင်တာပေါ့သူတို့ပြန်ပြီးတော့လိုချင်တဲ့ကိစ္စကို NLD ရလူတွေ NLD ကိုထောက်ခံတဲ့လူတွေ NLD ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေရပဲကိုနစ်နာဆုံးရှုံးမှုတောင်းတဲ့လူကိုပတ်ပတ်ဆက်ဆက်ပြန်ပြီးတော့ဒုက္ခပေးတာလေဒေါအောင်ဆန်းစုကြည်နဲ့ပေါင်းတဲ့လူတွေအကုန်လုံးလင်းလင်းတို့တွေဘူရာကြီးမှစိုက်နေအကုန်လုံးဒေါအောင်ဆန်းစုကြည်မျက်နှာနဲ့ပဲယူသွားတာလေ တိုင်းရွှေခေတ်မှာဇော်ဇော်ဝါခရိုနီဆိုလို့ရှိရင်လင်းလင်းတို့တွေလည်းဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာခရိုနီတာတာတွေပါပဲပါမေတောင်းစားတဲ့လူတွေပါပဲတထားတော့အဲ့ဒီຢာတွေပြောချင်တာမဟုတ်ဘူးအခုပြောချင်တာကကျွန်တော်တို့တော်လှန်ရေးအပေါ်မှာခင်ဗျားတို့အခုရန်ကုန်မြို့မှာရှိနေတဲ့လူတွေပြောနေတာကမီးမလာဘူးရေမလာဘူးမီးမလာဘူးရေမလာဘူးဆိုတဲ့ကိစ္စတော့ပဲ ။ဟိုမှာလက်ဘရောင်းတော့ကဖြစ်နေတဲ့မနေ့တော့ကကြောင်းတက်နေတဲ့ကလေးတွေကလက်ပြတ်သွားပြီ၊ခြေပြတ်သွားပြီ၊အသက်ပြောက်သွားပြီ။မိဘတွေကအခုမဗရာခမားတို့ပြောတဲ့ဗမာစကပုံထဲမှာပါတဲ့မဗရာဆိုတာတနာတယ်တောင်ပြောလို့ရသေးတယ်။လင်းသေးသားပြောက်စွန်ချီအဲ့ဒီကိစ္စတွေတနာတယ်တောင်ပြောအောင်မယ်။အခုခေတ်ကြီးမှာဖြစ်နေတာ။ဗမာပြည်သူလူထုကသားသေးတွေလင်းပြောက်တွေရှောက်ပြောမနေနဲ့။လင်းရလဲ ကိုမိသားစုစားဖို့တောက်ဖို့ဆိုပြီးတော့နိုင်ငံရချမ်းမှာရောက်ပြီးတော့ထွက်ပြီးအလုလုနေရပြီ။သားတွေကလည်းကိုမိမိဘတွေကူညီဖို့ဆိုပြီးတော့နိုင်ငံရချမ်းထွက်ပြီးတော့အလုလုနေရပြီ။ဒီကြားထဲမှာစစ်တပ်ထဲမှာပါအောင်ဆိုပြီးတော့ရှိသမျှလူငယ်တွေအကုန်လုံးလည်းပြင်းနေပြီ။သို့သော UNG ကဘာလုပ်နေတာလဲ။ဘာဒီကိစ္စ UNG ကဘာလုပ်နေတာလဲပြောရဲဆိုတဲ့ကိစ္စ UNG ကိုဗမာပြည်တပြည်လုံးအတွက်တာဝန်ယူခိုင်းနေတာမဟုတ်ဘူး။ အန်ယူဂျီရောဗမာပြည်တပြည်လုံးအန်ယူဂျီကပတ်သိမ်းဆိုပြီးတော့ပြောနေတာမဟုတ်ဘူးအန်ယူဂျီတာဝန်ယူရမယ့်ကိစ္စသည်အခုချိန်မှာရှစ်ရှင်းလင်းလင်းဖြစ်သွားပြီအန်ယူဂျီဟာနေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့နော်တကယ်ဗမာအများစုနေတဲ့နေရာတွေဒီတော်လန်ရေးကြီးစပြီးတော့ဒိုရဲဒိုရဲလက်သုံးချောင်းထောင်ခဲ့တဲ့နေရာတွေဒီနေရာတွေကိုအန်ယူဂျီဘယ်ချိန်ဘယ်အခါဘလို့အခြေအနေမှာရန်သူနဲ့စီကျင်းထိုးမှာလဲ ဒါဒီမေးခွန်းပဲဒီမေးခွန်းပဲဒီမေးခွန်းနဲ့မေးစရာဖြစ်တဲ့အခါကျရင်ဂျပန်နဲ့အင်္ဂလိပ်ကိုရှင်ပြောရမလို့ဖြစ်လာဒါသမိုင်းကိုသင်ခန်းစာယူအောင်ပြောပြတာသမိုင်းကိုဘာတွေဥပမာယူရမလဲဒေါ်စနိုးတို့တည်တည်ချာချာသိတယ်ဒေါ်စနိုးတို့ဆို30 40 50ပေါ့အတက်ကဥပမာကိုပြောလို့ရှိရင် तू ကြီးသွားကြိုက်ချင်မှလည်းကြိုက်အောင်မယ်ထားရတော့ 我妈妈我们这边做这些，来来忙碌这些的。啊，鞋没那我们这边有，俺有几要这那俺老丈问有不跟下标这两帮姑，俺有几买些来带人走呀，俺有几买些来八嘎拍的，搞那么搞那的，去那白马拍他。这些俺有几带人走呀呢？羊狗蒙着来，你比了，不如先买了。他没讲，这亲个些，俺有几问别了来收了没有？俺有几问他们收呢？个亲。 ်နော်ကရင်ကရကရင်ချင်းမုံမြန်မာတိုင်းရင်းသားဒေသတွေမှာအန်ယူကြီးဝင်လဲရှုပ်လို့မရဘူးဝင်ရှုပ်လို့လည်းမဖြစ်ဘူးသူကိစ္စနဲ့သူကသူသွားနေတာအန်ယူကြီးကသူ့ရှိတဲ့တရင်300ကျော်နဲ့သူ့မှာရှိတဲ့ပကဖတရင်200ကျော်နဲ့သူ့အင်အားပေါ့နော်သိသိငနန်းချီပြီးတော့ဟာနဲ့ရန်ကုန်လေနေပြီးတော့ကတ်နေတယ်ကတ်နေတယ်ကတ်နေတယ်ဆိုပြီးတော့မပြောနဲ့တကယ်ပြဿနာကဘာလဲဆိုတော့အင်္ဂလိပ်နဲ့ဂျပန်ခေတ်လိုပဲ အင်္ဂလိပ်ခေတ်မှာကျွန်တော်တို့ AOD သားလို့ပြောလို့ရှိလို့ရှိရင်မန်းဝင်းမောင်ပေါ့သမဒာကြီးမန်းဝင်းမောင်တို့လေဒီဦးဟုံးမောင်တို့ဖျာပုံသားတွေရှိတယ်ကျွန်တော်တို့ AOD သားတွေအကြောင်းမှကျွန်တော်ပြောပြအဲ့ဒါဘိုးเจ้าအောင်ဆန်းတို့ ਨੇ ခက်ပြိုင်နေကြီးပဲမန်းဝင်းမောင်တို့လေဒီဦးဟုံးမောင်တို့เนาะတခင်သိမ့်ဖေတို့ဆိုတာဘိုးเจ้าအောင်ဆန်းတို့ ਨੇ ခက်ပြိုင်နေကြီးပဲမန်းဝင်းမောင်တို့လေဒီဦးဟုံးမောင်တို့เนาะတခင်သိမ့်ဖေတို့တွေအင်္ဂလိပ်မှာတွားပြီးတော့စစ်ပညာတည်တည်ချာချာသင် ဗမာပြည်ကိုလေဒီနဲ့ပါခုံချလာဒီလူတွေဟာဒီလူတွေကိုအင်္ဂလိပ်တွေကယော့အင်းဆိုပြီးဗိုလ်ချုပ်တန်းမပေးဘူးဒီလူတွေဟာအိန္ဒိယပြည်မှာတကယ်ကိုစစ်ပညာတင်းတင်းချာချာသင်လာတာရှင်းရှင်းလင်းလင်းပြအောင်ပြောပြအောင်မယ်နော်နှာခေါင်းနှာခေါင်းပြောတယ်ဆိုလို့ရှိရင်စိတ်တိုးနေမှာဆိုလို့ခမားတို့တွေပြောနေတယ်ရဲဘော်သုံးကြိတ်ဆိုတဲ့ကိစ္စမျိုးတွေနဲ့ရှင်းပြောပြလေဒီဦးအောင်မောင်တို့နော်ဗမာပြည်မှာသမရာကြီးအရင်ဖြစ်ခဲ့ဘူးတဲ့သမရာမန်းဝင်းမောင်တို့ 肯定准备啰嗦了，安利呀嘛！这边伢在在恰恰准备了，内地吧，高楼下来生产，宝江三嘞也无多一个，这边嘛，大钞票了都健康了。这边伢，这边伢让准备了，咱那咱那没准备还没有不？呃，这边嘛宝江山的话，标了钱，这边伢多在哪没付？等哪多钱了？这边你别在哪动了不？这个。 စစ်ပညာအရာလက်ကျင့်မှုအရာပြောမယ်ဆိုလို့ရှိရင်လေဒီအိုးမောင်တို့မန်းဝင်းမောင်တို့တခင်သိမ့်ပေတို့ကအိန္ဒိယနေပြီးလေဒီခုံချတာဘိုးကျောင်းအောင်စန်းတို့ကဂျပန်မှာဒိုက်ထိုးပြီးတော့ပြန်လာတာအင်္ဂလိပ်ကမန်းဝင်းမောင်တို့လေဒီအိုးမောင်တို့တခင်သိမ့်ပေတို့ကိုဘိုးချုပ်မပေးဘူးဂျပန်မှာတိုက်ထိုးလာတဲ့လူတွေအကုန်လုံးကဗမာပြည်ထဲကိုဝင်လာတာဗိုလ်ချုပ်အနေနဲ့ဝင်လာ။ဟဲ့အောင်ညီညာမိဘပြောချင်တာလေ တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ PDF တွေထက် CA အတွဲကြုံပြေးွားတယ်။ PDF တွေထက်ပို့ပြီးတော့တိုက်ရိုက်ခိုက်ရရှိတဲ့ကချင်တွေဆလံဆလံဗราวနေဆလံကราวနေပေါ့ဗျာ။ဒီလူတွေကချက်ချင်းပုံရုပ်ဖြစ်မသွားဘူး။ဒါပေမဲ့ NUG မှာရှိနေတဲ့လူတွေအကုန်လုံးကတိုက်ရင်းမှုတွေတက်ခွဲမှုတွေဗိုလ်ချုပ်တွေဖြစ်ကုန်။အင်္ဂလိပ်ခေတ်မှာအင်္ဂလိပ်ရှိမှာ သေးသေးချာချာပညာသင်ကြားလာတဲ့စစ်ပညာသင်ကြားလာတဲ့ဗမာပြည်ကိုလေကြီးနဲ့ပါခုံချတဲ့ဥုံမောင်တို့ကဂုံမတက်ဘူး PDF တွေကသူတို့ကိုသူတို့ဗိုလ်ချုပ်လုပ်ပြီးတော့တိုက်နိုင်လားမတိုက်နိုင်လားမသိဘူး PDF တွေကသူတို့ကသူတို့ဗိုလ်ချုပ်လုပ်နေဂျပန်ခေတ်ကလူတွေလိုပဲဗိုလ်ချုပ်အောင်စမ်းလို့လိုပဲစစ်သားမတိုက်ဘူးလားတရှိကြီးတွေကင်မြင်းနေစီးသိတယ်မလားမဟုတ်ကောက်ကဗိုလ်ချုပ်နာမည်မတော်ရော်နာမည်တွေနဲ့ဗိုလ်ချုပ်တွေဖြစ်ဟိုးမှာလေကြီးနဲ့ခုံချ ခြေထောက်တွေကျိုးတဲ့မန်းဝင်းမောင်တို့ကြတော့သူ့အရာခံဖို့အဆင်တော်မရှိအခုလေတိုင်းရင်းသားတွေနဲ့ PDF တွေ UNG တက်တွေချားมาဖြစ်နေတာအဲ့ဒါတိုင်းရင်းသားတွေမှာတိုက်နေတဲ့လူတွေကဒီလူကဒီလူပဲဘိုလ်ချုပ်ကမဟုတ်လဲဘိုလ်ချုပ်ကြီးဖြစ်မသွားဘူး UNG မှာရှိနေတဲ့ PDF တွေအကုန်လုံးကဘိုလ်ချုပ်အဖေတွေဖြစ်ကုန်ပြီခင်ဗျားတို့ခေါ်ကိုစဉ်းစားကြည့်နော် အဲ့ဒါဂျပန်ခင်းတဲ့အင်္ဂလိပ်ကိုနှိုင်းရှင်ပြတာမဟုတ်ဘူးဂျပန်ခင်းတဲ့အင်္ဂလိပ်ခင်မှာအင်္ဂလိပ်ရှိမှာစစ်ပညာတေးသေးချာချာသင်ပြီးတော့စီးနေကန်းနဲ့လိုက်လာတာလိုက်နာတဲ့ဗိုလ်ချုပ်စမင်တို့ကအစခစ်ပြက်ရင်လဲစစ်သားစစ်သားဆိုတာသိအခုတိုင်းရင်းသားဒေသတွေမှာရှိပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာရှိနေတဲ့ဗိုလ်တွေရရဲဘော်တွေဗိုလ်တွေကလည်းစစ်သားဆိုတဲ့အတွေးခေါ်ရှိအခု UNG မှာရှိနေတဲ့ PDF တော်တော်များများဂျိုကြွ ကိုတက်ကိုကိုမနိုင်ဘူးဖြစ်နေအင်္ဂလိပ်ကသူတက်ကိုသူနိုင်တယ်ဘိုးကျောင်းအောင်ဆန်းကသူတက်ကိုသူမနိုင်ဘူးအင်္ဂလိပ်ကသူတက်ကိုသူနိုင်တယ်ဘိုးကျောင်းစမစ်ထုံးတို့အင်္ဂလိပ်ကတပုံထာခိုင်းလို့ရတာပဲဘိုးကျောင်းစမစ်ထုံးတို့အောက်မှာကချင်တက်တွေလည်းရှိတယ်ဘိုးကျောင်းစမစ်ထုံးတို့နော်ဒီလူတွေသဘုံထားပြီဟဲ့ဆိုဗမာပြည်ပြတ်ပြီပေါ့ဒါပေမဲ့အင်္ဂလိပ်ကစီးနေကန်းနေတေးသေးချာချာလောက်သွားတယ်သဘုံမထဘူး အင်္ဂလိပ်လက်အောက်မှာရှိတဲ့အင်္ဂလိပ်လက်အောက်မှာစစ်မှုထမ်းခဲ့တဲ့လူတွေကသဘုံမထအောင်ဂျပန်လက်အောက်မှာရှိနေတဲ့ရဲဘော်၃ချိန်နဲ့ပါတဲ့ကောင်တွေအကုန်လုံးကဟိုလိုလိုဒီလိုလိုနဲ့အခု UNG မှာဖြစ်နေတဲ့ကိစ္စအဒီတိုင်းပဲ UNG ကဘာမှမထိရောက်တဲ့အခါ UNG နဲ့အစီအမပြေရင်တော့ကြခွဲထွက်ပြန်ပြီ UNG ကမပေးနိုင်ရင်ခွဲထွက်ပြန်ပြီ UNG ကလည်းအမိန်အာဏာကိုပြောဖို့အနေထားအေးဟိုမှာလူ90တတ်တဲ့ဗုဒ္ဓမဏိလေသူ့ဟာနဲ့သူဗုဒ္ဓမဏိဖြစ်နေပြီ ဘုရုပ်တာမဏိတော်မှာယာဓုတိုးပေးထားလားမသိဘူးစစ်တပ်လိုဖြစ်ဒီတော့ဒီဒေါ်လာကြီးကဘလို့ရှေ့ကိုဆက်သွားမလဲရန်ကုန်ကလူတွေပုံမှန်လေးလေးပြောတာခမားရန်ကုန်မှာနေတယ်ကျွန်တော်ရန်ကုန်မှာနေတယ်ခမားတို့ passport ဟာဆာမျက်လုံးစကန်ဖတ်ထားတယ် CCTV တွေပြည့်နေတယ်ထောက်လန်းရေးတွေပြည့်နေတယ်ပြူဒလန်တွေများနေတယ်ပြူစောတိတွေများနေတယ်ဒလန်တွေပြည့်နေတယ်ရန်ကုန်မြို့ကြီးမှာခမားတို့ဖင်ကုတ်ဖို့တောင်မှ နေရာမရှိဘူးရန်ကုန်မြို့ကြီးလမ်းဘေးနားမှာကပ်ပြီးတော့ဖင်လေးကုတ်ကြီးလိုက်ခမားဟာ မပြောရင်သာနေမယ်သူတို့သိတဲ့အနေထားဖြစ်နေတယ်ဒီဟာအီးကိုထိုးဖောက်ဖို့အတွက်ကြာရင်ပြည်သူလူထုကမထိုးဖောက်နိုင်ဘူးအန်ယူဂျီကလူတွေက ထိုးဖောက်ရမှာဘာလဲဆိုတော့အန်ယူဂျီမှာရှိနေတဲ့ PDF တွေအန်ယူဂျီအမိန့်ခံထားတဲ့လူတွေဆိုတာပြည်သူအသက်ပေးမယ်ဆိုပြီးတော့ကိုယ့်ဟာကိုယ်ကြီးညာထားကြတာဒီလူတွေကထိုးဖောက်ရမှာရလို့တော့မကုန်နိုင်တဲ့ပြည်သူတွေကထပြီးတော့အခုချိန်မှာဆန္ဒထွက်ပြဖို့ဆိုတာလေလွယ်တာမဟုတ်ဘူး အခုចောင်းသားတွေရှိတယ်အာကိုနန်းလင်းတို့ဘလူတို့ပေါ့နော်ចောင်းသားတမကသူတို့ဆန္ဒပြတာပုပ္ပလင်းလင်းပြောရင်လက်နက်ကင်ဒေါ်လာရေးလုံနေတဲ့အချိန်မှာဆန္ဒပြတယ်ဆိုတာကိုယ့်တွင်ကိုသူ့တဲ့အနေအထားမျိုးသူတို့ကသူတို့တူးတာမတူးတာသူတို့ကိစ္စပို့ပြီးတော့စိုးရိမ်မှုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ရန်ကုန်မှာအခုအချိန်นี่ကအရန်ကိုလုံုံရေးတင်းကျပ်တဲ့အနေအထားစစ်တပ်ကပြန်ပြီးတော့နေရာပြန်ယူတဲ့အနေအထားယုံနေပြန်ဖွင့်တဲ့အနေအထားဒီလိုအနေအထားမျိုးတွေမှာ UNG အနေနဲ့မလုပ်ပါလမ်းများအလုံးနေပြီတော်တို့ ဘရော့လေဘရော့သွားမှလေလမ်းများအလုံးနေပြီးတော့တော့